ဆက်ကြောင်းနေစကိုးအထိကဆေးရုံမှာတဲ့ဒါပေမဲ့တိကရဲ့15ဒီကသူချားနေတော့မတွေ့သေးဘူးဒီရောက်ဆေးရုံမှာရောက်နေပြီဆက်ကြောင်းနေစကိုးအထိကဒီစီးင်းနဲ့မှာတော့မသိဘူးကျွန်တော်ကဟိုဆေးရုံနေပြန်လာပြီးပြီဟောတယ်ကျွန်မကနာမည်ပြောလို့မရဘူးဒီချားလို့မတွေ့တဲ့ထဲမှာတော့ပါတယ်ချားလို့တွေ့ရတယ်မှာကျွန်တော်တို့နေဘက်ကလူတွေတော့ပါသေးဆေးရုံရောက်တဲ့ထဲမှာ ောက်တည်းရဲ့အမ29တဲ့မှာအလုပ်လုပ်ခြင်းနဲ့ပါသွားလို့တဲ့ဟိုမတွေ့သေးဘူးကျွန်တော်လည်းအဲ့ဒါကျွန်တော်ဂျွာနယ်သားဆိုတော့ဒီဒီမှာရှိရသူ့အကိုအိမ်ကလည်းစကားသိမ့်မပြောတယ်ဘူးလေအဲ့ကျွန်တော်သွားကြည့်ပေးပါလေသူ့အိမ်ကအဲ့လိုလာပြီးလာတာအဲ့29လာမှာအလုပ်လုပ်နေတာတဲ့ဒါကူတီတော့ရှားမတွေ့သေးဘူးဒီစိန်နဲ့မှလည်းမပါဘူးဟုတ်ဒီစင်းက သူခုနပြောတာ16ကနေပြီးတော့19အထိရဲ့၄ယောက်ကတော့ဆေးရုံရောက်နေပြီတိတ်ကနေပြီးတော့15အထိကတော့မရောက်သေးဘူးအဲ့ဒါခြားလုံးတွေသေးဘူးအဲဒီကိုလည်းမသိကိုလည်းခုမှသူဆန်ပြောရမှာဆန်ဖတ်ခိုင်းရလေဆန်ဖတ်ပြရမှာတိရကျွန်တော်အတော်ရဲ့ဦးလေးနှဝင်းွယ်လေဟိုဦးလေးနှဝင်းွယ်ကိုကျွန်တော်တော့နှဝင်းွယ်ဆိုတော့ဦးလေးနှဝင်းွယ်မသူ့ကိုအရင်တယောက်တော့ရှိတယ်သူ့ကိုရင်ဘယ်ရောက်ွယ်မသိကျွန်တော်ကတော့ဆက်ရုံလို့တာဆက်ရုံလို့တာဒီလိုလားခဏ ဟိုသူ့ရွာအကျိုးဆောင်သိချင်လို့လေလာလာလာပြီးတော့နေရဟိုကိုကြီးကလည်းတယောက်တည်းဆိုတော့ဆင်မပြေဘူးကိုကြီးကမနေရဆိုလို့ရှင် ပြောမနေပါနဲ့တော့စိတ်ထဲလည်းမကောင်းဘူးပြီးတော့တိုက်ပြိုးကြတာလေးမြင်တော့လေဘလို့ခံစားမှန်မသိငိုးပေါင်းငိုးချင်းအာပြီးတော့နောက်ကြသိရတယ်ကျွန်တော်ဦးလေးပါသွားတယ်တဲ့ဆိုတော့ပိုးဆိုးတာပေါ့ဗျာဟုတ်လားပေါ့အာညရတဲ့ခါဖုန်းကြတော့သူ မိမလည်းယူသွားမှာ လို့လဲတက်ပြီးငိုကြီးတက်ချက်နေရောငိုကြီးဒီလဲငိုပြဘူးခလေးနှစ်ယောက်နေလေဒါကြီးမြင်ရတဲ့အကိုကြီးရဲ့တိနေပါပြီဗျာခံစားစိတ်ကြရတော့ပြောလဲတော်တော်နဲ့လဲရှားတွေ့မှလည်းမဟုတ်ဒီပုံစံကြီးညအောက်ပြေးတဲ့လူတွေဘလို့လို့ရှားတွေ့တော့ရှားတော့ရှားတွေ့မှဒါပေမဲ့ကြာမှာအကိုကြီးကပုံကြီးရနေတယ်မှာပုံကြီး ช่วยไหนๆูก